ဘယ်အချိန်မှာကိုယ့်ရဲ့လုပ်ငန်းကိုချဲ့တွင်ရမှာလဲအားလုံးမိလာပါစီစီအနေနဲ့ကြည့်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့ CY နဲ့ marketing buy နဲ့ကို sharing လုပ်ပေးနေတဲ့အောက်ကိုဖြစ်ပါတယ်ကျွန်တော်တို့လုပ်ငန်းတစ်ခုကလုပ်ရင်းလုပ်ရင်းနဲ့ပေါ့နော်အတိုင်းအတာတစ်ခုဒီအောင်မြင်လာတဲ့အခါချဲ့ထွေညင်ညာလာလူတွေရဲ့တပါပေါ့ဒါပေမဲ့အဲ့ချဲ့ထွေရမယ့်တိုင်မြင်ပေါ့နော်အဲ့တိုင်မြင်ကိုနည်းနည်းလေးစဉ်းစားခက်တတ်တယ်ပေါ့ အဲ့ဒါကျွန်တော် TikTok မှာကြည့်လိုက်တော့မန္တလေးကစာရေးကိရိယာရောင်းတဲ့အကူကြီးပေါ့နော်မုံမူလာအဲ့အဲ့အကူကြီးကသူလက်ရှိနေတဲ့နေရာကနေရာတော်တော်လေးကျင်းနေပြီပေါ့နော်လုံးဝအဆင်မပြေတော့တဲ့ကြောင့်မလို့သူရွှေ့ရတော့မှချိန်မှာသူတော်တော်လေး risk များတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူမှားသွားလို့ရှိရင်လည်းတော်တော်လေးအတိုင်ပတ်နိုင်နေဆိုပြီးတော့သူပြောခဲ့ဘူးအဲ့ဒါကျွန်တော်နဲ့လည်းအဖြစ်ပြတူတယ်ပေါ့နော်ကျွန်တော် AESC ကိုဟို2023မှာစတော့တန်လမ်းမှာစခဲ့တာလေးလွာဒါပါမှာပေါ့နော်အဲ့ရနေစပြီးတော့ဘယ်တော့မှမချအောင်ပိုင်ရှင်ကနေပြီးတော့ဟိုသူ့ရဲ့အခန်းကိုရောင်းတော့မှဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကနေ ေရာရှားတယ်နော်နေရာရှားတဲ့အခါကျတော့ကျွန်တော်ကအဲ့တုန်းကပေးရတဲ့အခန်းငါကတယ်ဒုတိယရတဲ့နေရာအခန်းငါကနည်းနည်းလေးကွာတယ်ဗျာကွာတယ်ဆိုတော့လုံးဝရှားလို့မရတဲ့ကြောင့်လို့ကျွန်တော်ကယူလိုက်ရတယ်ပေါ့နော်အဲ့လိုနဲ့အဲ့နေရာလေးကလည်းမစိုးပါဘူးအောင်သစ္စာလမ်းကနေရာပေါ့နော်ကြင်ကြင်လေးပါကျွန်တော်ပုံရှားလို့တွေ့ရင်တော့ထည့်ပြပါမယ်အဲ့နေရာကနေပြီးတော့ကျွန်တော်စပြီးတော့အဲအချိန်ကြီးကောင်းလာရင်ပြောမှာပေါ့နော်တပြေးပြေးလေးများလာတယ်အဲ့ချိန်မှလည်းအာတခါထက်ပြီးတော့ကျွန်တော်အတွက် အခွင့်အရေးတစ်ခုကျုံလာတာပေါ့မှတ်မှတ်ရစနစ်တက်လက်ငွေညနေ၄နာရီတန်းမှာအတက်မှတ်ထားတဲ့လူပဲအများကြီးကိုပြည့်သွားတယ်။အများကြီးပဲပြည့်သွားတဲ့ခါကျတော့ကျွန်တော်ကဒီလူတွေအားလုံးကိုပွင့်လင်းလို့ပြောလို့ရှိရင်လည်းပြန်မလွတ်ချင်ဘူး။ကိုယ့်ကိုချက်တင်တဲ့ app ကိုယုံကြည်လို့လာကြတဲ့လူတွေနေရာမရှိတော့လို့ပြန်ကြပါလို့ဟိုပြောဖို့ကျွန်တော်ကနည်းနည်းလေးတော့ခက်တယ်ဗျာ။ပြီးတော့နောက်တစ်ခုပုံမှန်နဲ့ပြောရလူဆိုတာလောဘတာပဲ။ပတ်ဆိုင်ရမယ်ဆိုတာအမြင်နေတဲ့ခါကျတော့ကိုယ်လည်းတင်နိုင်တဲ့အတိုင်းတားရှိရပဲ။နေရာမဆန့်လို့ပြန်လို့ရမယ်ဆိုတာကြီးအသိအစင်မပြည့်ဘူးနော်။အဲ့ဒါနဲ့ကျွန်တော်ကျင်းလာတဲ့အဲ့ဒီမှာကျွန်တော်တို့နည်းနည်းလေးခုနပြောတဲ့စာရေးကြိယာဆိုင်ရာအကူအညီလို့ပဲကျွန်တော်တို့နည်းနည်းလေး စဉ်းစားရမယ်အပိုင်းပါတယ်ပထမနေရာလေးဒုတိယနေရာကိုရွှေ့ရခြင်းမှာအခန်းကလာစားများသွားရဲဆိုတာကအရင်ကြီးမကွာသေးဘူးအခုနေရာကနေနောက်တနေရာကိုရွှေ့မယ်ဆိုလို့ရှိရင်တော်တော်လေးအဲအခန်းလာကကွာသွားနိုင်တယ်နောက်တစ်ချက်ကကြတော့ပထမနေရာဒုတိယနေရာကိုရွှေ့တော့မှကျတော့စာချုပ်တက်တန်းပြည့်မှရွှေ့တာဒုတိယနေရာစာချုပ်တက်တန်းကျွန်တော်မပြည့်သေးဘူးစာချုပ်တက်တန်းကျန်သေးတယ်ပေါ့နော်အဲရန်ကုန်ကထုံးတယ်လည်းကျွန်တော်တို့6လတိုးတစ်နှစ်ချုပ်ထုတ်ရတာဗျာ အဲ့ဒါကျွန်တော်စဉ်းစားရတယ်ပေါ့နော်ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့ကျွန်တော်ကတပတ်ပဲအချိန်ရအောင်အဲ့ဒါကိုစဉ်းစားဖို့အတွက်ကျွန်တော်ကဒီစနေတလုံးစင်မှာပြောလိုက်တဲ့အားလုံးအစီအပြေအောင်အစီအစဉ်ထားပါမယ်ပေါ့နော်ဟာဒီနေ့အတွက်ကတော့အစီအကောင်းပါဘူးပြောချင်တာအဲ့ဒီအခန်းလေးရဲ့အပေါက်ပါနဲ့ဟိုအပြင်အထိပါလူရရောက်ကုန်မယ်အခုနောက်ဟောပြန်ဆက်ရလို့ရှိရင်ကျွန်တော်ကအာတပတ်ပဲအချိန်ရတယ်နောက်တစ်ပတ်တော့ဒီမှာကျွန်တော်ဒါကိုရရှာရမယ်ပေါ့နော်ရရှာရမယ်ဆိုတော့ကျွန်တော်လိုက်ပြီးတော့ရှာတဲ့အချိန်မှာကျွန်တော်ရဲ့လမ်းကပ်ရအခုလက်ရှိအမီတာတက်လမ်းရှိတဲ့ နေရာကိုတွေ့တယ်။အဲ့မှာတော်တော်လေးစဉ်းစားရတယ်ပေါ့နော်။ဒါကိုရွေးလိုက်လို့ရှိရင်ငါစာသင်ခန်းပို့ပြီးတော့ကျဲသွားမယ်။ပို့ပြီးတော့ထောင်ချောင်ချီချီလည်းဖြစ်သွားမယ်ပေါ့နော်။တန်တော်တန်ဖြစ်သွားပြီ။ဒါပေမဲ့အမြင်နဲ့ဒီလိုလူရနေပါမလားပေါ့။အမြင်နဲ့ဒီလိုလူရမနေလို့ရှိရင်အကျွန်တော်အတွက်အတော်လေးခက်ခဲရှိလာတယ်။ရေရှိမှကိုယ်ဝင်ကိုပြီးသူဖြစ်တယ်။အဲ့တော့ကြောက်ရင်လည်းရဲရင်မင်းဖြစ်ဆိုပြီးတော့ကဲပေါ့မထူးတော့ဘူး။ချမယ်ကွာဖြစ်မှာရအောင်စူးစမ်းမယ်ဆိုပေပုံလူနဲ့ကျွန်တော်ကင်ထုတ်လိုက်တယ်ဗျာ။ဒါတို့ကလည်းတစ်စက်စက်အာနောက်ပိုင်းတော့2016ဘောရမှာချက်တိုင်းဖြစ်သွားတယ်ထားလိုက်ပါဦး။ ဲ့တော့ဘယ်လိုအချိန်မှထည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်အရင်တော့ပြောခဲ့ဘူးလေ product life cycle ကိုကျွန်တော်တို့ business stage နဲ့ကျွန်တော် ပြောထားရှိတယ်ပထမဆုံးစိတ်လာရအောင်ကျွန်တော်တို့ဒီ introduction ရဲ့ရှေ့ရပါတော့ product ကိုစတက်နေတဲ့ကာလပေါ့ပြီးတော့ introduction လုပ်တဲ့ကာလပေါ့အဲ introduction လုပ်တဲ့ကာလပေါ့နော်စီးပွားရေးကိုစပြီးတော့ကိုယ့်လုပ်ငန်းစပြီးတော့တည်နေတဲ့အချိန်ပေါ့အဲ့ချိန်အရင်ပင်မန်းနဲ့ကျွန်တော်တို့မှာအတွေ့အကြုံလည်းမရှိသေးဘူးပတ်စံလည်းမရှိသေးဘူးပြီးတော့ marketing တွေပါလေနားမလဲခုနောက်ပိုင်းတော့အဲ့တော့မြတ်ကန်ကောင်းတာတခုပါတင်တဲ့နေလေပေါ်လာတယ်အခုလိုမျိုး free channel တွေလည်းအများကြီးရှိလာတော့ plain ကျွန်တော်တို့ကတော့မခက်ဘူးဗျာအတိုင်းသာဆိုဒီ knowledge ရှိတယ်ပေါ့ကျွန်တော်တို့ကဘာမှမရှိဘူးဒီတိုင်းပဲကျွန်တော်ဆိုလို့ရှိရင်ဟိုကို့အတွေ့နဲ့ကို့နားလည်းကျွန်တော်ကိုရှောက်လို့တာပေါ့ အဲ့လိုမျိုးကျွန်တော်တို့ introduction stage မှာ တော်တော်လေးပင်မနေတယ်တော်တော်လေးပင်မပြီးတော့ introduction stage ဒီကျွန်တော်ထင်တယ်6လလဲကြာရင်ကြာမယ်တစ်နှစ်လဲကြာရင်ကြာမယ်ပေါ့နော်ဒီချက်ပို့ပြီးတော့ကြာတဲ့လူတွေကတော့တစ်နှစ်ခွန်းနှစ်နှစ်လောက်ကြာမယ်ပေါ့ပါလို့ကိုယ်ကိုလူတိအောင်ပတ်အောင်အချိန်နေရတဲ့ကာလပေါ့ဒီနေ့ခေတ်ကြီးမှာတော့အဲ့လောက်ကြီးတော့တိတ်တော့မကြောက်ပေါ့နော် plan တော်တော်လေးကောင်းတဲ့လူတွေဆိုလို့ရှိရင်တစ်နှစ်အတော့အတွင်းမှာပေါက်သွားတတ်ကြပါတယ်အဲ့တော့အဲ့ဒီဒုတိယအဆင့်ဖြစ်တဲ့ group အဲ့ group အဆင့်မှာကျွန်တော်တို့စပြီးတော့ချဲ့ရပါတော့မယ်အဲ့ဒီ group ကအလားအလာဘယ်လောက်ရှိလဲဆိုတော့တွက်စာရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဘယ်လောက်ဘယ်လောက်ထိချဲ့ ယ်မလဲကိုယ့်ရဲ့လုပ်ငန်းလားလားဘယ်လောက်ထိရှိလဲဒါလေးတော့ကျွန်တော်တို့ကြည့်ဖို့တော့လိုတယ်ဆိုတော့ဒီကနေ့ကိစ္စရဲ့အဓိကအနေချက်ကိုပြန်ပြောရမယ်ဆိုလို့ရှိရင်လုပ်ငန်းကဘယ်အချိန်မှာချက်ရမလဲဆိုရင်မြန်မာလိုအလွယ်ကိုပြောရရင်ပေါက်နေတဲ့အချိန်မှာထပ်ပြီးတော့ချက်ပါအဲ့တော့ပေါက်နေတာကိုဘယ်လိုသိမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ရုပ်ပြရဲ့ရောင်းအားကအာအနည်းဆုံး double လောက်ပေါ့နော်ဒိန်း30ရောင်းနေတာကနေဒိန်း50လောက်ရောင်းရတယ် double ကြီးတက်လာတယ်ဒါမှမဟုတ်ရင်တော့မှ double နီးနီးလောက်တက်လာတယ်ချိတ်ဆက်ပြီးတော့လဲအဲ့လိုမျိုးဈေးတက်လာမယ်လာလာမျိုးတွေမြင်ရတယ်ဆိုရင်တော့မိတ်ဆွေတို့ချက်တက်ပါတယ်အဲ့တော့ဘယ်လိုပုံစံမျိုးနဲ့ချက်ရမလဲဆိုတာကိုကျွန်တော်နောက်ဗီဒီယိုမှာ 有啲老闆咪，好嘅喎，聽日都開始老闆咪咩，就係我會唔會做偏難嘅嘢？